ဆုံးမသွားတာကျွန်တော်သားလေးရယ်ကျွန်တော်သမီးငယ်လေးရယ်သားလေးက6နှစ်ပဲသမီးလေးကတော့2နှစ်နဲ့8လပဲသားနဲ့သမီးပဲကျွန်တော်ပြန်လိုချင်တာပေါ့လေကျွန်တော်ဘောမှာသူ့လိုပဲရှိတာဟုတ်ဖြစ်လိုက်မယ်တော့သိပြီမယ်ပြန်လိုချင်တာပေါ့ပြန်ရချင်လားမျိုးသမီးဆုံးသွားတယ်ဟောကလေးနှစ်ယောက်တည်းနဲ့ကျွန်တော်ဟာငါရှိမှဖြစ်မှဆိုရတူးနေကျွန်တော်အခုချိန်မှာအရင်နားဟောင်းတော့မပြောက်သေးဘူးအခုထပ်ပြည်တယ်ဆိုတော့အမအပြစ်မဲ့တဲ့ကလေးနှစ်ယောက်ကကျွန်တော်ပဲဖြစ်လိုက်ချင် နေရဒီဟိတ်ဘုရားကျောင်းကန္နာလန်းခေါ်မှာပေါ့3လ3ကျောင်းမှာပဲကျွန်တော်နေရမှာဟုတ်28ရက်နေ့ကဟိုကျွန်တော်ကျွန်တော်သမီးငယ်မလေးကိုခမင်းကျွေးနေရကျွန်တော်တို့ဟိုဟာနှစ်နာရီလောက်ဆိုရင်ကျွန်တော်တို့ကဟိုကရင်950မှာကလေးလေးစေကစေကန်းသွားပြမှာပေါ့ဒီလေးချိန်ကသူကဟိုဟာအုံနောက်မေးအောင်ဖြစ်တယ်တော့လက်လေးတစ်ဖက်ကမတန်အောင်တိတ်ပြီးအဲ့ဒါကျွန်တော်ကစေကန်းသွားပြရမယ်ရှင်အဲ့တော့ကျွန်တော်သွားဖို့ပြင်ဆင်နေတာခမင်းကျွေးပြီးသွားမယ့်အချိန်မှာပေါ့အဲ့မှာ wrong ဆိုပြီးတော့ငလင်းလှုပ်လိုက်တာ အဲ့မှာကျွန်တော်တို့ကဒီသမင်းမျိုးကြောင်နားမှာရောက်နေတာဆိုတော့ပြည့်ထွက်မယ်လို့တော့ရှေ့ကအဆောက်အဦကလှုပ်လို့ရှင်မယ်ရှေ့ကျွန်တော်ထွက်ပြေးမယ်ရှေ့ဘက်ကအုပ်တွေကပြိုကျပြီးတော့ဘုံဆိုဘာမှမမြင်ရတော့အဲ့နဲ့ကျွန်တော်တို့ကဒီနောက်ဘက်မျိုးကြောင်ဘက်ကမျိုးကြီးမျိုးကြောင်အောက်မှာလို့ဆင်လေးရှိရပေါ့အင်္ဂလိပ်နဲ့လှုပ်ထားတာအဲ့နောက်မှသားနဲ့သမီးရောအကုန်ဝင်းဝင်းဝင်းဆိုကျွန်တော်အကုန်မြန်မာနှစ်ယောက်ရောခေါ်ပြီးတော့ဝင်ခိုင်းလိုက်တာဝင်ပြီးကျွန်တော်ကကျွန်တော်တို့လှုပ်တဲ့နေရာမှာကျွန်တော်ဝင်းထိုင်လိုက်တာပေါ့အဲ့ချိန်မှာခဏလေးတွေမှာထိုင်ပြီးဘာမှမကြလိုက်ဘူး ဘုံဆိုပြီးတော့အကုန်လုံးအမောင်ကြသွား။မောင်ကြသွားတဲ့အချိန်မှာဘာမှမသိလိုက်တော့အဲ့မှာကျွန်တော်ဖုန်နေနေဆိုတော့လေကြည့်ရတဲ့အချိန်မှာဘာမှမရှိတော့ဘူးကျွန်တော်ဘေးမှာကျွန်တော်တယောက်ပဲဒါမှမဟုတ်ကျွန်တော်ကျွန်တော်ဘေးမှာမပြိုကြခင်တော့ကျွန်တော်ဘေးမှာထိုင်တာဟာသူ့ဒီနားမှာတော့ရှိနိုင်သေးတယ်ဆိုတော့ကိုကဘာမှလုံးလုံးမရတော့ဘူး။ဟုတ်ကျွန်တော်ဒီဒီချောင်ရောလက်ရောအကုန်ပြီဒီရင်ပန်းရင်ပန်းနဲ့ဒီလက်တစ်ချောင်းပဲပေါ့လက်ကလေလိုပဲကွေးလို့ရတယ်အဲ့ပဲကျွန်တော်ပေါ်တော့တာဟုတ်အဲ့မှာအကုန်လုံးကဘာမှမမြင်ရတော့မဲမောင်ပြီးတော့မရှိတော့ဘူးအဲ့လူတွေလည်းမရှိတော့ဘူး အဲ့ကျွန်တော်ကျွန်တော်အပေါ်မော့ကြည့်တော့ကျွန်တော်ပေါ်မှာဟိုဆလစ်ပြင်ဆလစ်ပြင်ညာကျွန်တော်ခေါင်းပေါ်မှာမိုးနေအအပေါက်လေးရှိရပေါ့အဲ့ကျွန်တော်အဲ့ပေါက်လေးကနေဟိုကျွန်တော်တို့ကျူးဒုံလေးနဲ့ကျွန်တော်အကဲရပါအောင်ကဲရပါအောင်လို့ပေါ်တာပေါ့အဲ့ဒီမှာအဖေအဖေကျွန်တော်ဖေလည်းကျွန်တော်လည်းသူ့ကိုပါဝိုက်ထင်တယ်သူကဘယ်လိုလွတ်သွားတယ်မသိဘူးသူလည်းပြင်းတော့သူလည်းကန်ကောင်းလို့မသိရပေါ့မသိရတော့အဖေကတန်းငယ်တန်းငယ်ဆိုတော့ကျွန်တော်ကအဖေကျွန်တော်ဒီမှာရှိရဲဆိုကျွန်တော်ကျွန်တော်ရှိရဲ့နေရာကိုဖေကတိသွားတာ အဲ့ချိန်မှာဖေကအကူညီတောင်းပြီးတော့မှကျွန်တော်ကဲထိုးတာပေါ့တိုက်ကကြီးကဒါဒီနောက်မှမြင်နေရတော့တိုက်ကသုံးတက်တိုက်ပဲသုံးတက်တိုက်ကိုမှသူကအောက်ကအခန်းလေးခန်းရှိတယ်ပေါ့ကျွန်တော်တို့အောက်ထက်ဒီတောင်းမဲ့ဆုံးဆုံးခန်းမှနေတာဟုတ်မိသားစုကအားလုံးကျွန်တော်ပါဝင်၅ယောက်ရှိတယ်ပေါ့၅ယောက်ဖေရောကျွန်တော်၆ယောက်ပေါ့နော်ဆုံးမသွားတာကျွန်တော်သားလေးရယ်ကျွန်တော်သမီးငယ်လေးရယ်သားလေးက၉နှစ်ပေါ့သမီးလေးကတော့၂နှစ်နဲ့၈လပေါ့ဟိုညီမနှစ်ယောက်ပေါ့သူရကလေးရတော်လေးပေါ့သူတို့ကတော့မဆင်မာကြီးရယ် မရှိမှန်းသေးဘူး။သူကတော့ကျွန်တော်မျိုးသမီးကလုံခဲ့တဲ့တနည်းနဲ့၈လကင်ဆာရောဂါနဲ့သုံးပါသွားခဲ့တာလေ။အဲသူတို့ပဲခေသူတို့မမေးစောင့်ရှောက်တာပေါ့။ငယ်မလေးကိုသူ့တော်ကြီးမှဖတ်ထားတာ။ကျွန်တော်သားလေးကိုကြာသူ့တော်ငယ်မကပွေထားတာပေါ့။ကျွန်တော်ပေးမှာပါပဲ။တန်းရပေါ့ကျွန်တော်တို့ကကျွန်တော်ရှိမိတယ်မယ်ဗျာဟုတ်ကျွန်တော်ရှိမှတယ်မယ်ဖြစ်သွားတယ်ဟုတ်ဟွာကျွန်တော်ပို့ပြီးကြပြီဖဲတော့ ကျွန်တော်ကျွန်တော်ညီမအကြီးမသူတမီးလေးကပတ်လက်လေးပေါ့ပတ်လက်လေးတော့တော့ဖြစ်သူကတော့ကုန်းကုန်းလေးပေါ့တူပြီးတော့ကျွန်တော်ကျွန်တော်သားလေးပေါ့သားလေးကလည်းကုန်းကုန်းလေးပေါ့ကျွန်တော်ကသူတို့ကကျွန်တော်ကိုဖယ်တဲ့အချိန်မှာကျွန်တော်ကချောက်တွေရောလက်တွေရောပြင်းနေတော့ထုတ်လို့မရအောင်အဲ့မှာကျွန်တော်ပြင်းနေတဲ့အချိန်မှာသူကကလေးတွေများရှင်းလို့ရှင်းကြပေါ့ကဲကြေးကဲကြေးအဖွဲတော်မဟုတ်ဒီရောက်ကောက်ကလူတွေဝိုင်းပြီးတော့လုံးလိုက်ကျွန်တော်ရှေ့တင်မယ်အကုန်လုံးကြောက်ချင်းစီပေါ့ဗျာကြောက်ချင်းစီ ထုတ်သွားကျွန်တော်မျက်စိရှိနေပါပဲဒီကတော့သုံးနှစ်ဆောင်ကြီးပဲဒီရက်ဒါကဒါအပေါ်ဆုံးတက်ပြီဒါနှစ်ထပ်အောက်ကျွန်တော်တို့အောက်ဆုံးပါဒီအခုပြိုကျသွားတယ်အောက်ဆုံးအခုဒီခုမြင်နေရတဲ့အောက်ထပ်ကျွန်တော်တို့ကပြီးသွားတာပေါ့ဟုတ်ကျွန်တော်တို့ပြီးမိတာကဟိုးနောက်ကမျိုးကြောင်နားထားတယ်ဟိုတောင်းလောက်မှာကျွန်တော်တို့ကပြီးမိပါဒါအောက်ကအောက်ထပ်ကလုံးဝနှစ်ထပ်ကလုံးဝပြားပြားကြပါ ကြကြပါဆိုတော့ဝေါ်ကန်းဆိုတော့လေအဲ့ဒီဒီဘက်မှာကျွန်တော်တို့နေတဲ့ဘက်မှာအဆောင်ရဲ့အပေါ်ထဲမှာရေကန်းတွေပါလဲရှိတယ်ရေဝိန်းနဲ့ပါနေဆိုတော့ကျွန်တော်ဘက်ကလုံးဝကိုဘက်ဒီဘက်ကိုမတူကြည့်လိုက်ပါလားကိုဘက်ကတောင်မြောက်ဘက်ခြမ်းကတိတ်မပြူမပြီးဘူးပေါ့ကျွန်တော်တောင်ဘက်ခြမ်းကလုံးဝကိုပြပြီးတော့လုံးဝအောက်အောက်ကိုတုတ်ကြသွားအဖြစ်ဖြစ်ချင်းပဲကျွန်တော်ဆိုတော့ဘာမှအကိုချိန်များလိုက်ပြေးဖို့လွားဘူး မနေ့တရတော့ပြန်တော့ပါဘူးကျွန်တော်တက်ကလည်းကုန်ပါရှိတော့ပါငိုစရာလည်းမျက်ရည်လည်းမရှိတော့ဘူးငိုလည်းမငိုကျွန်တော်ကျွန်တော်ဒီတက်ဆိုးတဲ့ဘွားလည်းကျုံပြီးသွားပြီဒီတက်ကျွန်တော်တည်ဖို့ပဲကျန်တော့ဒီတက်ဆိုးကြဘာမှမရှိတော့မျက်ရည်လည်းမရကျွန်တော်ကျွန်တော်ကျွန်တော်မျိုးလည်းကြက်လည်းမရှိတော့ဘူးမျိုးသမီးဆုံးတော့လေဩကလေးနှစ်ယောက်တည်းနဲ့ကျွန်တော်ဟိုကလေးနှစ်ယောက်တည်းလုံးအောင်မယ်ပေါ့ဟာငါရှိမှဖြစ်မှဆိုရတော့တွေးနေကျွန်တော် ရနာကိုကြည့်အောင်ခုနေရဗျာအခုချင်းမှာအရင်နာဟောင်းတော့မပြောက်သေးဘူးအခုထပ်ပြည်တယ်ဆိုတော့ကျွန်တော်ကျွန်တော်ဘာလုံးလုံးဘာဘာမှမသိတော့ကျွန်တော်ကလမ်းပြောက်ပြီးတော့ဖြစ်နေတာဗျာဒါပြကျွန်တော်သာသီမီနီဟောက်ပဲကျွန်တော်ပြန်လို့ခြင်းတယ်ဟုတ်ဘယ်လိုပဲဗျာဖြစ်လိုက်မယ်တော့သိပြီမယ်ပြန်လို့ခြင်းတာပေါ့ပြန်ရကြင်လားဘူးလေးပဲရှိရလေကျွန်တော်ကမျောနေရတာအမမသိတဲ့ကလေးမျိုး အမအပြစ်မဲ့တဲ့ကလေးနှစ်ယောက်ကကျွန်တော်ပဲဖြစ်လိုက်ရှင်ညီချမင်းနေရတော့ကျွန်တော်အတင်းပြီးတော့နောက်ဆုံးနောက်ဆုံးတော့ကြီးမရမှာပါဘူးကျွန်တော်အဲ့အဲ့နောက်ဆုံးညီချကန်ဒီတော့ကျွန်တော်ကြီးလိုက်ကြီးလိုက်မိပါလေဟုတ်အခုချိန်ဒီသူတို့ဓာတ်ပုံနေသူတို့နဲ့တူရကျွန်တော်စိတ်မကြည်ဘူးသူတို့ပုံနေမြင်ကျွန်တော်မခံစားနိုင်လို့ဖုန်းကိုကျွန်တော်ဖွင့်မကြည့်ဘူးကျွန်တော်သမီးလေးရ တန်ဆိုးကြပါတယ်မွေးကလေးကမေဖြစ်သူကကင်ဆာနဲ့ဆုံးဆယ်လာသမီးကျန်နေခဲ့သူလူဖြစ်လာတဲ့ဒီနှစ်နှစ်ရှစ်လတည်းမှာသူအခက်ခဲကြီးပဲဆေးရုံကလည်းမွေးရတယ်ဆေးရုံနဲ့မကင်းအခုလည်းအခုဒီကြားထဲမှာလည်းဆေးရုံတက်ရအခုဒီကြားကိုလည်းကလေးကကလေး950မှာ900လောက်ဒီသတိမရဘူးဒါအစိုးရကောင်းဆိုပြန်ရှင်လာတာပြန်ရှင်ပြီးတော့အခုပြန်ကောင်းပြီနှစ်လကျော်လောက်ပဲရှိသေးတယ်အခုလိုပြန်ဖြစ်သွားကျွန်တော်သမီးလေးပေါ်ရတယ်တော်တော်ကိုနှစ်နှစ်ရှစ်လနဲ့မတန်အောင်ကို ်ရွယ်နေမလဲအောင်ဒုက္ခတွေဟိုခံစားကြရတော့ပေါ့ဟုတ်အမှသူ့ဘဝလေးလည်းနောက်ကြရင်နောက်ဘယ်ဘဝမှာရောက်ရောအေးချမ်းချမ်းလေးနဲ့ဘဝလေးတရားလေးဖြစ်ပါသေးလို့ကျွန်တော်ဆူတောင်းဆူတောင်းပြလိုက်ပဲဟုတ်ကျွန်တော်ကျမ်းမာရတော့ဒီလက်ကဒီလက်ဒီလက်ကဒီကနေပေါ့အသားတွေအသားတိုက်အင်္ဂရီချက်ပြီးတော့ဒါတွေအသားတွေမရှိရတာပေါ့ခုတော့နည်းနည်းတော့ပြန်လောက်ကောင်းလာပါပြီဟုတ်ချောက်ကတော့သူကဟိုလိုပြောတယ်ဗျပြီးပြီးရတဲ့အချိန် အောင်ရောခိုင်းမိတယ်လို့ပြောတယ်အောင်ရောစိတ်တော့တောက်နေရတယ်ဟုတ်၆လောက်တော့တခါလေးကြာကြာရောက်ကြာကြာလျှောက်တာဆိုကြာကြာရက်တာလို့ဆိုရင်တော့မကောင်းဘူးပေါ့ဟုတ်ဆေးတော့ဆက်ဆားနေတယ်ပြန်တော့ရုံထားမှာပေါ့လေကျွန်တော်ရှင်နေတဲ့ကာလပတ်လုံးသူတို့လေးတွေအကောင်းမှုကုသိုလ်လုပ်ပေးမယ်ဆိုတော့အတူလေးနဲ့ပဲကျွန်တော်ပြန်ပြီးရက်တည်ရမှာပေါ့